အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏နှစ်ပတ်လည်နေ့ကိုကြိုဆိုဂုဏ်ပြုသောအပြင်စူပေါင်းတန့်ရှင်းရေးဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပြည်ထရေးဝန်ကြီးဌာနအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏38နှစ်မြောက်နှစ်ပတ်လည်နေ့ကိုကျိုးစိုးဂုဏ်ပြုသောအားဖြင့်ရှမ်းပြည်နယ်ရှိပိုင်းမိုင်းအောင်မြို့ပြည်သူစေယုံ၌ယနေ့နနက်9နာရီတွင်ခရိုင်မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများကစူပေါင်းတန့်ရှင်းရေးဆောင်ရွက်ခဲ့ကြပါသည်။ ထို့အတူတပ်မတော်သားများရဲတပ်ဖွဲ့ဝင်များမိသက်တပ်ဖွဲ့ဝင်များခရိုင်မျိုးနယ်ဌာနဆိုင်ရာဝန်ထမ်းများလူမှုရေးသင်းဖွဲ့များပြည်သူများကလည်းအဆိုပါပြည်သူစေယုံ၌စနေနေ့စူပေါင်းတန့်ရှင်ရေးဆောင်ရွက်ပေးခဲ့ပါရယ်ရဲတို့ဆောင်ရွက်နေမှုကိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူးဦးဝေမောင်နှင့်ခရိုင်မျိုးနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များခိတမျိုးနယ်အုပ်ချုပ်ရေးမှူးဦးထွန်းတန့်စင်မျိုးနှင့် တာဝန်ရှိသူများကတွားရောက်ကြည့်ရှုပြီးလိုအပ်သည့်မြန်ကြီးနိုင်ဆောင်ရွက်ပေးကြောင်းသိရှိရပါတယ်ခင်ဗျာ